ကူတာဖို့ပတ်စံမတက်နိုင်ဘူးလို့ပြောခဲ့တဲ့အဲလတ်ဟာအစကတည်းကဟန်ဆောင်နေခဲ့တာပါဆိုတော့ကိုဒေစီချက်ချင်းနားလဲသွားခဲ့ပါတယ်။အဲလတ်ဟာဒေါ်လာ2တန်းတန်လဲဆွဲကိုမေရီရဲ့လက်ဘင်းမှာဆွဲပြလိုက်တာကိုဒေစီမြင်လိုက်ရတဲ့အခါသူမခေါင်းပေါ်ကဆံရက်ကိုချွတ်လိုက်ပါတယ်။အဲ့ဒါဟာအဲလတ်ကသူမကိုမွေးနေ့လက်ဆောင်ပေးခဲ့တာဖြစ်ပေမဲ့ဒေါ်လာပဲတန်ပါတယ်။သူမရဲ့ကျူးပတ်အထောက်မှုတွေဟာဟာတာတစ်ခုမျှတာဖြစ်ပြီးအဲလတ်ပြောခဲ့သမျှအရာအလုံးဟာလိန်ညာမှုတသက်ပါဆိုတော့ကိုဒေစီနားလဲသွားခဲ့ပါတယ်။ ။ဒါအပြင်ဒေးစီဟာမေရီကိုပူပျော်ရွှင်အောင်လုပ်နိုင်ဖို့အတွက်သူ့ရဲ့အချစ်ကိုလေ့ကျင့်ဖို့ကြိယာတစ်ခုမျှသာဖြစ်ခဲ့ပါသေးတယ်။ဒါရီအားလုံးကိုကြားလိုက်ရတဲ့အခါဒေးစီဟာအဲ့လက်အပေါ်လုံးဝစိတ်ပျက်သွားခဲ့ပါတယ်။သူမဟာသူ့ကိုထားခဲ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲသူမရဲ့အထက်အရာရှိကဖုန်းခေါ်လာပြီးခုနှစ်ရက်အတွင်းလစာနှစ်စာနဲ့တခြားမျိုးတစ်မျိုးမှာအလုပ်လုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ဒေစီတွတ်ဆုံမနေပဲသဘောတူခဲ့ပါတယ်။အိမ်ပြန်ရောက်တော့ဒေစီခီးဆောင်အိတ်တွေထုတ်ပိုးနေတော့ရုတ်တရက်ခေါင်းငူးသွားခဲ့ပါတယ်။ဒါကြောင့်သူမအနားယူဖို့ဆိုဖာပေါ်လှည့်ချလိုက်ပါတယ်။နိုးလာတဲ့အခါသူမဘေးမှာကြောင်လေးပဲရှိနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲအလက်ကမေရီနဲ့အတူပြန်ရောက်လာခဲ့ပါတယ်။သူကစာကြည့်တိုင်းမှာအရန်နောက်ကျတဲ့အထိစာချက်ခဲ့လို့အဆောင်ပိတ်သွားခဲ့ကြောင်းနဲ့ဒါကြောင့်ညအိပ်ဖို့သူမကိုခေါ်လာခဲ့ရကြောင်းရှင်းပြခဲ့ပါတယ်။ဒေးစီဘာမှမပြောဘဲသူမလှည့်ပြီးဆိုဖာပေါ်ထိုင်နေခဲ့ပါတယ်။အလက်ကသူမစိတ်စိတ်နေပြီးသဘောတူလိုက်ပြီးလို့ထင်ခဲ့ပြီးမေရီအတွက်စက်သားအဆက်ဟင်းချက်ပေးဖို့တောင်းဒေးစီကိုပြောခဲ့ပါတယ်။ဒေးစီကအပေါ်ရန်သဘောတူခဲ့ပေမဲ့တကယ်တမ်းကျတော့တသက်လွတ်ဟင်းကိုချက်ခဲ့ပါတယ်။မေရီအဲ့ဒါကိုမြင်တော့ဒေးစီအသက်ကြီးပြီလို့လောင်ပြောင်ခဲ့ပြီး အခန်းထဲကပစ္စည်းတွေအားလုံးကိုသူမရဲ့နှစ်သက်မှုအရာဝယ်ထားတာပါလို့ဝန်ခံခဲ့ပါတယ်။ဒေစီဒေါသထွက်ပြီးရေမောမိပါတယ်။သူမခက်ခက်ခဲခဲရှာဖွေခဲ့တဲ့ပတ်စံတွေကိုတခြားမျိုးသမီးတအုပ်အတွက်သုံးဆွဲခဲ့တာပါ။မေရီဒီမာတင်ရက်မသွားခဲ့ပါဘူး။ဒေစီတတိမထားမီတော့မှသူမဟာကြောင်လေးကိုပြတင်းပေါက်ကနေလွှင့်ပစ်လိုက်ပါတယ်။ဒေစီမခံနိုင်တော့ပဲမေရီကိုပားရိုက်လိုက်ပါတယ်။မေရီပြန်ထိုးဖို့လုပ်နေတော့အဲ့လက်အခန်းထဲဝင်လာတာကိုမြင်လိုက်ရပါတယ်။ဒါကြောင့်သူမချက်ချင်းပဲအားနေပြီးတနာစရာကောင်းတဲ့ပုံဟန်ဆောင်လိုက်ပါတယ်။ဒါကိုမြင်တော့အဲ့လက်ကကြောင်လေးတစ်ကောင်ကြောင့်မေရီကိုရိုက်ရမ လားဆိုပြီးဒေးစီကိုစူပူခဲ့ပြီးသူမကိုတောင်းပန်ဖို့တောင်းပြောခဲ့ပါတယ်